မင်္ဂလာဆောင်ခန်းဒီမှာတတူသမီးကွယ်လွန်ဆုံးပါသွားအောင်တတူသမီးဝတ်စုံနဲ့မင်္ဂလာဆောင်ခဲ့ရတဲ့တတူသားလေးရဲ့ခြေကွင်းစရာအဖြစ်ပရိသတ်ကြီးများအားလုံးပဲမင်္ဂလာပါရှင်ဆယ်လီအင်ဆိုက်တာမှပြန်လည်ကြိုဆိုလိုက်ပါတယ်မင်္ဂလာပွဲတစ်ခုဟာတတူသားနဲ့တတူသမီးအတွက်အပျော်ရွှင်ရဆုံးနေ့တစ်နေ့ဖြစ်တင်ပေမယ့်အဲ့ဒီပျော်ရွှင်မှုတွေအစမျက်ရည်တွေနဲ့ညီကုန်းချုပ်ခင်ရတဲ့ဖြစ်ပျက်တစ်ခုအကြောင်းကျွန်မဒီနေ့ပြောပြချင်ပါတယ် ဒီဖြစ်ပျက်လေးဟာအခုဆိုရင်အင်တာနက်လူမှုကွန်ရက်ပေါ်မှာပြန့်နေနေပြီးလူများရဲ့စိတ်နှလုံးကိုထိခိုက်ကြေကွဲစေခဲ့ပါတယ်။ဒီဖြစ်ပျက်လေးကတော့မန္တလေးမြို့ကချစ်သူဆုံးတွဲတတွင်ရဲ့ကြေကွဲပွင့်ရာဇလန်းတစ်ခုပဲဖြစ်ပါတယ်။ရှင်လူကြီးသူမတွေပြောလို့ရှိတာက မင်္ဂလာဆောင်ကနေရှင်ပြုတ်ကနေချိန်တွေဆိုရင်အနေတိုင်းသွားလာဆင်ကျင်ရနေဆိုတဲ့စကားပါပဲ။ဟုတ်ပါတယ်။လူတယောက်အတွက်ဘဝရဲ့အရေးကြီးတဲ့ချိုးခွေတစ်ခုကိုပြောင်းတော့မယ့်အချိန်ဒီမှာကန်စာတာကနှိမ့်တက်တယ်လို့အယူရှိကြပါတယ်။ အထူးသဖြင့်ယောက်ျားလေးတွေရှင်လောင်းလေကန်နေမိန်းကလေးတွေမင်္ဂလာဆောင်ကန်နေချိန်ဒီမှာဆိုရင်မမျော်လင့်ထားတဲ့အန်ဒီယယ်ရီနဲ့ကြုံတွေ့ရတတ်တာမို့လို့အဆဆရရတတိထားပြီးနေထိုင်သွားလာဖို့လူကြီးတွေကအမြဲတမ်းတတိပေးဆုံးမလေးရှိကြပါတယ်။အခုဖြစ်ရလေးကလည်းဒီလိုဆိုစကားတွေဟာဘလောက်ထိမှန်ကန်နေသလဲဆိုတာကိုတတ်တည်ပြနေသလိုပါပဲ။ဝန်ကြီးဆရာဖြစ်ကြုံခဲ့ရတာကတော့မန္တလေးမြို့ကုန်တန်းလေးရပ်ကွက်မှာနေထိုင်တဲ့တတူတာမောင်ဖိုးလာပြင်းနဲ့တတူသမီးလောင်မမေစင်ဝင်းတို့ပဲဖြစ်ပါတယ် သူတို့နှုတ်ဟောင်းချက်ချင်းမြတ်တာကိုခြေခံပြီးဘုံဝတသက်တာအတွက်လက်တွဲဖို့ဆုံးဖြတ်ခဲ့ကြပြီးမင်္ဂလာရက်ကိုလည်းတည်င်းကျုံလာပြီကျော်ရှင်ရနေအော်တိုဘာလ14ရက်နေ့မှာကျင်းပဖို့စီစဉ်ထားခဲ့ကြပါတယ်။သူတို့သမီးလေးမတ်မီစင်ဝေးဟောင်းသူ့ရဲ့မင်္ဂလာပွဲကိုတက်ရောက်ချီးမြှင့်ပေးဖို့တငယ်ချင်းမိတ်ဆွေတွေကိုပျော်ပျော်ရွှင်ရွှင်နဲ့လိုက်လံဖိတ်ကြားခဲ့ပါတယ်။ဒါပေမဲ့ကံကြမ္မာရဲ့ရက်ဆက်မှုလိုပဲဆိုရမှာလား။မင်္ဂလာဆောင်မှုရပ်ပိုင်းလိုပါပဲ။လူတိုင်းကိုအားအသင့်တုံ့လောက်စေခဲ့တဲ့အဖြစ်အဆိုးတစ်ခုဖြစ်ပေါ်ခဲ့ပါတယ်။ သူတို့သမီးမက်မီစင်ဝင်းဟာစံကေမတော်တဆမှုတစ်ခုနဲ့ရုတ်တရက်ကွယ်လွန်ဆုံးဖားသွားခဲ့ရပါတယ်။ဒီတဲ့င်းကိုကြားသိရသူတိုင်းကလည်းသူတို့နဲ့ထပ်တူဝမ်းနည်းကြေကွဲခဲ့ကြရပါတယ်။ဒီနေရာမှာလူများရဲ့ရှင်ကိုထိခိုက်ဆုံးဖြစ်စေခင်ရတာကတော့တတို့သားမောင်ဖိုးလာပြည်ရဲ့လုပ်ရပါပဲ။ချင်အားသူတတို့သမီးကွယ်လွန်သွားလို့မင်္ဂလာပွဲကိုဖျက်သိမ်းမဲ့ဆာသူဟာတတ်မှတ်ထားတဲ့ရှမ်းမှာမင်္ဂလာပွဲကိုဆက်လက်ကျင်းပဖို့ဆုံးဖြတ်ခဲ့ပါဗျ။ ထူကြတာကသူတို့သမီးနေရာမှာသူတို့သမီးအတွက်ပြင်ဆင်ထားတဲ့မင်္ဂလာဝတ်စုံလေးကိုထားပြီးမင်္ဂလာပွဲကိုကျင်းပခဲ့တာပါ မင်္ဂလာမန်းတက်တဲ့မှာသူတို့သားတယောက်ထဲထိုင်နေပြီးသူ့ဘေးမှာတော့ချစ်သူဝစ်ဆရာမင်္ဂလာဝတ်စုံလေးပဲရှိနေတဲ့မြင်ခွေဟာဘလောက်တောင်ချေကွဲဖို့ကောင်းလိုက်မလဲဒီလိုလုပ်ရတဲ့အကြောင်းရင်းကတော့သူ့ချင်းရတဲ့သူတို့သမီးလေးရဲ့ဝိညာဉ်ဟာဒီဘဝအပေါ်မှာစိတ်ဆွဲလန်းစရာမရှိဘဲတမလွန်ဘဝကိုဖြောင်ဖြောင်တန်တန်ကူးပြောင်းသွားနိုင်ဖို့နောက်ဆုံးအနေနဲ့ဖြည့်ဆည်းပေးလိုက်တဲ့ချစ်ချင်းမေတ္တာနဲ့တာဝန်တကူပါပဲ ဒီလိုတတူသမီးမပါတဲ့မင်္ဂလာပွဲတတူသားမပါတဲ့မင်္ဂလာပွဲတွေဟာမြမပြည်မှာရခင်ကလည်းဖြစ်ပူးတဲ့ဖြစ်ရပ်တွေရှိခဲ့ပါတယ်။ဒါကြောင့်မင်္ဂလာဆောင်မှုရည်ရွယ်ထားတဲ့ချစ်သူဆုံးတွေတိုင်းကိုအနေထိုင်သွားလာဆဆရရခေယူဆိုင်ကြဖို့ဘေးရနေကင်းရှင်းကြဖို့လိုတာပါ။ပရိသတ်တို့ကရောတတူသမီးမပါတဲ့မင်္ဂလာပွဲကိုဘယ်လိုမြင်ကြသလဲဆိုတော့ပြောသွားကြပါအောင်ရှင်။